high end gaming laptop တလုံးအလုံးမလုပ်တော့ဘူးဒါကိုပညာရှင်အဆက်ဘလို့စစ်မလဲကြည့်လိုက်ရအောင်ပြဿနာက short circuit ဖြစ်နေတာတရားခံကဘာလို့ဖြစ်မလဲ CPU လား GPU လား short to ground ဆိုတာက motherboard မှာတစ်ခုခုမနေပြီး laptop power လုံးဝမတက်တော့တာကိုပြောတာပါ shortware ပေါ်မှာဖြစ်လဲဆိုတော့ရှားတာကတကယ်တော့မလွဲဘူးအထူးသဖြင့်နောက်ပိုင်း hardware တွေမှာပေါ့အခုနောက်ပိုင်းဘုတ်တွေမှာ power IC တွေက တခါတည်းပေါက်ထဲထားတော့ပြဿနာကိုအတိအကျရှားတာအရန်ခက်သွားတယ်။ဒီလိုပေါင်းထားတဲ့ chip တစ်ခုသာ short ဖြစ်သွားရင် GPU ထဲကို9 watt 10ဝန်းပြီးပျက်စီးသွားနိုင်တယ်။ဆိုတော့ပြဿနာကဘယ်မှာဖြစ်နေလဲဆိုတာကိုရာနှုန်းပြတိရှိအောင်ဘယ်လိုလုပ်မလဲ။အဖြေကတော့ divide and conquer နီလန်းမှာပဲခွဲပြီးစစ်ဆေးတဲ့သဘောပေါ့။ power ပိုင်းနဲ့ GPU ကြားကအကွိုင်းတွေကိုဖြုတ်လိုက်မယ်ပြီးရင်တချမ်းချင်း short ရှိမှရှိစစ်မယ်။ အခုဆိုရင်ပါဝါပိုင်းနဲ့ GPU ကြားမှာလက်စစ်ဆက်သွယ်မှုလုံးဝမရှိတော့ပါဘူး။ကဲတကယ့်အဖြစ်ကိုတည်ရမယ်ခင်ဗျ။ Shock ကဘယ်ဘက်မှာရှိနေမလဲ။မာတမီတာရဲ့အဖြစ်ကရှင်းရှင်းလေးပဲ။ပါဝါပိုင်းမှာ short မရှိဘူး။ GPU ဘက်မှာတော့ရှိနေတယ်။ဒီတော့အားလုံးရဲ့တရားခံက GPU ကိုတိုင်းပဲဖြစ်နေပါတယ်။ဒီနီးလက်နဲ့ဆိုရင်မားစရာအကြောင်းမရှိတော့ဘူး။ရာနှုန်းပြေတည်ကြသွားပြီ။ဒါကြောင့်အစိပ်ပိုင်းဒီကိုမမလဲမိအောင်ပြဿနာရဲ့ဇမစ်ကိုတေချာတိဖို့ဒီနီလန်ကအရေးကြီးတာပါ။ အပေါင်းနဲ့နေကဒီတက်ပေါ်ပြီးပေါင်းဆက်လာရင်ဘိုးလည်းပဲပြင်ဆင်မှုတွေရဲ့အနာဂတ်ကဘယ်လိုဖြစ်လာမလဲ